အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ Super Sunday ပေါ့ဗျာเนาะ Super Sunday ပွဲစဉ်လေးတွေကိုကျွန်တော်လာတော့သုံးသပ်ပေးมาဖြစ်ပါတယ်เนาะဒါဒီနေ့မှာတော့ Delivery နေနေဆိုတော့ဗျာเนาะပွဲစဉ်တွေကတော့ England Premier League မှာပွဲစဉ်2ပွဲလောက်ပဲရှိမယ်ကျွန်တော် Italy Serie A တို့ဒါ Spain La Liga တို့ဒါ German တို့ပွဲစဉ်တွေရှိမယ်ပေါ့ဗျာเนาะဒါမနေ့ကအတိုင်းပဲဒါမနေ့ကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့၃ပွဲမှာတော့2ပွဲအဆင်ပြေခဲ့တယ်2ပွဲကောင်းလဲအဆင်ပြေခဲ့တယ်ပေါ့ဗျာเนาะအဲ အဲ့ဒါကြောင့်မလို့ဒီနေ့မှလည်းကျွန်တော်ဆက်လက်ပြီးတော့၃ပွဲဆက်လက်ပြီးတော့ရွေးချယ်ပေးမှာဖြစ်ပါတယ်เนาะဒီနေ့မှကျွန်တော်၃ပွဲရွေးချယ်ပေးခဲ့တဲ့ထဲမှာအယူဆုံးကျွန်တော်သုံးသပ်ပေးတဲ့ပွဲစဉ်လေးကတော့ကျွန်တော်အီတလီဆီးရီးယားပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်အဒီပွဲကျတော့ကျွန်တော်ကက်ကလီယာနဲ့ဘိုလိုနာရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဘိုလိုနာတွေကို အဝေးခွင့်ကနေပြီးတော့ကက်ကလီယာအိမ်ခွင့်ကိုကျွန်တော်တို့ဒါကြီးပလန်ပေးထားပါဗျာเนาะတည်ရှုံးလှမ်းပေးထားတယ်တည်ရှုံးပေးထားပြီးတော့ဒါဂူပေါင်းချင်းလေးမှဆိုရင်တော့နှလုံးကိုတစ်ဝက်ရှုံးဒီချင်းလေးပေးထားတယ်ပေါ့ဗျာเนาะတို့နှစ်သိန်းရတာထိတိုက်ဖို့ဆိုရင်လည်းဒါအားလုံးပေါင်းကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်26ချိန်တောင်ရှိခဲ့တယ်26ကြိမ်တည်းမှာနောက်ဆုံးပြီးခဲ့တဲ့ကျွန်တော်2024 2025ရာသီနှစ်ကြော့လုံးမှာဘူလော့နာနှစ်ကြော့လုံးအနိုင်ယူထားခဲ့တဲ့ အဝေးဘက်မှာ2-2နဲ့နိုင်တယ်အိမ်ဘက်မှာ2-1နဲ့နိုင်ထားခဲ့တယ်ကက်ကလီယာကိုဘိုလော့နာကအခုနောက်ပိုင်းတွဲဆုံမှုတိုင်းမှာ နိုင်ထားခဲ့တယ်เนาะနိုင်ထားခဲ့တဲ့အချိန်ရလည်းများတယ်เนาะအဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာဘိုလော့နာနေထပ်ပြီးတော့ကက်ကလီယာတွေကိုအဝေးကွေးကနေထပ်ပြီးတော့ဒီအရှုံးထပ်ပြီးထားတယ်ပေါ့ဗျာเนาะအဲလက်ရှိသားသူတို့နှစ်သင်းရဲ့အစ်တရားမှာဆိုရင်လည်းဘိုလော့နာနေတဲ့ဒါ6ပွဲကံပြီးပါပြီအီတလီစီးရဲမှာဆိုရင် သုံးပွဲနိုင်တာပြီးတော့တပွဲသေးနှစ်ပွဲရှုံးတာရဲ့ရလတ်ရှိတယ်။တက္ကရီကတော့ဒါနှစ်ပွဲနိုင်နှစ်ပွဲရှုံးနှစ်ပွဲသေးဒီလိုရလတ်မျိုးလေးတော့ကတိရရှိတယ်။လက်ရှိကျန်စားပိုင်းရတော့ဒါဘူလုံးနာကလည်းတက္ကရီထက်သာမယ်လို့တော့ဒါခံမှန်းလို့ရတယ်။ကတိရအနေနဲ့ဒီနေ့ကျောင်းအိမ်ကွေးမှာဘူလုံးနာကိုအကောင်းဆုံးရှင်ပြန်ပြီးတော့ဒါကန်သွားမယ်လို့တော့ကျွန်တော်ထင်ပြီးပြီတယ်ဗျနော်။လက်ရှိကျန်စားရကတော့ဒါသူနောက်ဆုံးကန်ခဲ့တဲ့ဒါ၄ပွဲမှာဆိုရင်တော့ အာအင်တာမီလန်ကိုဒါရှုံးထားတယ်ဥဒိနေကိုတေကန်ထားတယ်လက်ချီကိုနိုင်ထားပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒါပါမားကိုဒါကျွန်တော်နိုင်ထားခဲ့တယ်เนาะဒီလိုရလက်မျိုးကြီးရဆိုကာကလီယာနေလည်းခြေစမ်းပိုင်းမဆိုးဘူးဒါ तू ပြောမယ်ဆိုရင် तू လက်ရှိခြေစမ်းပိုင်းရကာကလီယာနေနဲ့အင်ကွဲမှာဆိုရင်ဒါအင်တာမီလန်တသိန်းတည်းကရှုံးထားပြီးတော့အင်ကွဲမှာဆိုရင်ရလက်ကောင်းလေးတွေပိုင်ဆိုင်ထားတာမျိုးတွေ့ရရတယ် ဖြူတီနာဝန်ဝန်ကန်တဲ့ကျွန်တော်တို့ပါမဟူတူးစီးနဲ့နိုင်တဲ့ကျွန်တော်ဖလိုနီစင်းကိုကျွန်တော်တို့4-1နဲ့နိုင်ထားခဲ့တယ်ဒီလိုရသက်မျိုးတွေကျွန်တော်တို့ဒါတွေ့ရတဲ့အနေကြောင့်ကန်ဒီယာအနေနဲ့ဒီနေ့ညမှာအိမ်ကွင်းအားကောင်းတဲ့မာကျိုးတဲ့အတင်းအင်းဖြစ်တယ်ဘူလိုနာနေရာနဲ့လက်ရှိခြေသွမ်းပိုင်းရဒါကောင်းဖို့နဲ့အနေထားမျိုးမှာရှိတယ်เนาะကျွန်တော်တို့ဒါ6ပွဲကတ်နားခဲ့တယ်3ပွဲဒါနိုင်တယ်2ပွဲတည်ရင်2ပွဲရှုံးထားခဲ့တယ်ဒီလိုရသက်မျိုးလေးရှိခဲ့တယ်ဒါကြောင့်မို့ဒီနေ့ညမှာအာဘူလိုနာအနေနဲ့အကောင်းဆုံး ဝင်းကွက်နဲ့လာအောင်ရှင်းပြမယ်ဒါပေမဲ့ဒီပွဲစဉ်ကိုကျွန်တော်ကတော့ဘုံကြီးလေးလက်ဆောင်ပြီးတော့ဂူပေါင်း9အောက်လေးရွေးချယ်ပေးခြင်းနဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်ဟိုဟာဂူပေါင်း9အောက်ချိန်မှာနှလုံးကိုပြား90အရှုံးဆိုရဲ့ချင်းမျိုးကိုကျွန်တော်ကဒီနေ့ညမှာဂူပေါင်းအောက်လေးကိုကျွန်တော်ကြိုက်တင်တတ်ပါတယ်ကျွန်တော်လည်းအကြိုက်ချင်းတူရင်ကျွန်တော် live show လုပ်ရပါတယ်ဒီနေ့ညမှာအာကန်ဒီယာနဲ့ဘိုလောနာပွဲစဉ်ဂူပေါင်းရွေးချယ်ပေးခြင်းပါတယ်အဲ့တော့ဘွေကကျွန်တော်တို့သွားမယ်ဆိုရင်ဂျာမန်ဘူတီနီကာတွေကပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်တို့ဒါစိတ်ပေါ်လီနဲ့ ော်ပြင်းရဲ့ပွဲစဉ်လေးတပွဲကိုကျွန်တော်ကြွေးချက်ရွေးထုတ်ထားတာမျိုးလေးရှိတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဖော်ပြင်းရဲ့နေပြီးတော့ကျွန်တော်တို့စိတ်ဘော်လီကိုကျွန်တော်တို့ဒါကြေကြောမပေးတာချင်းမရှိဘူးတဲတဲပဲဒါဘော်လီချင်းမှာဆိုရင်တဲတဲပဲဖွင့်ထားတယ်ကိုပေါင်းချင်းလေးမှာ၃လုံးကို50စားဆိုရဲချင်းမျိုးလေးဖွင့်ထားတယ်အဲလက်ရှိဒါစိတ်ပေါ်လေးရဲ့ခြေသေးရကိုတွားပြက်ကြည့်မယ်ဆိုရင်အားရကြတော့မရှိဘူးနောက်ဆုံးဒါဂျာမန်၃ပွဲလုံးပါ၃ပွဲလုံးရှုံးသားခဲ့တယ် ဒါစတုကဲကို2စီးနဲ့ရှုံတယ်လေပါကူစီကို1 2နဲ့ရှုံတယ်ဒါကျွန်တော်တို့ဝါတာမီကိုကျွန်တော်တို့1စီးနဲ့ရှုံထားခဲ့တယ်ဒါသူနိုင်တာဒါအော့ဘက်ကို2 1နဲ့နိုင်ထားခဲ့တယ်အာစိတ်ပေါ်လီတင်တဲ့လက်ရှိခြေစမ်းရကတော့ဒါနည်းနည်းလေးအကြဘက်ကိုရောက်နေလို့အနေထားမျိုးရှိတယ်သုံးပွဲဆက်တိုက်တောင်ရှုံးပွဲကြုံထားခဲ့တယ်ပေါ်ပင်ရဲ့လက်ရှိခြေစမ်းရတော့နောက်ဆုံးကန်ခဲ့တယ်ကျွန်တော်တို့ဒါ၄ပွဲမှာဆိုရင်တော့ဒါယူနယ်မာလီတင်းတဲ့ကိုသူ2-4နဲ့နိုင်ပြီးတော့ဘိုင်ယန်မြူးနစ်ကို ငါဖုန်းနဲ့ရှုံးတယ်ကျွန်တော်တို့ကိုလုံးကိုဇီဝတ်နဲ့ရှုံးတယ် private ကိုကျွန်တော်တို့ဝမ်းဝမ်းတန်ထားခဲ့တယ်လူရလက်မျိုးလေးတော့ရှိတယ်ဘဝင်းနေနဲ့လက်ရှိခြေစမ်းပိုင်းရမတိမငိမ့်တဲ့ဒါအကြဘက်ကရောက်နေတယ်နှစ်သိန်းလောက်အကြဘက်ရောက်နေပေါ့ဗျာเนาะအဲဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဒီပွဲစဉ်လေးမှာဆိုရင်တော့ကျွန်တော်ကတော့အာကျွန်တော်လက်ချောင်းကောင်းလေးရွေးချယ်ပေးခြင်းတယ်เนาะဒီကြောင် ွဲတင်ကိုကျွန်တော်ကစိတ်ပေါ်လီရဲ့ဘော်လီနဲ့ဂိုးပေါင်းပေါ်လီကိုကျွန်တော်တင်ကြရွေးချယ်ပေးခြင်းတယ်နော်အာစိတ်ပေါ်လီဘော်လီဂိုးပေါင်းပေါ်ကိုကျွန်တော်ကြိုက်မြတ်တတ်ပါတယ်ဒီညအာကျွန်တော်ရွေးချယ်ပေးခဲ့တာအခုဆိုနှစ်ပွဲရှိသွားပြီပေါ့ဗျာနော်နှစ်ပွဲနောက်ပွဲကြည့်ရတော့ကနောက်ဆုံးပွဲစဉ်ကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်ပြီးွားရင်ကျွန်တော်ယနေ့ညကျွန်တော်အကြိုက်ဆုံးတချောင်းကောင်ကျွန်တော်ပြောပြောပြီးသွားမှာဖြစ်ပါတယ်ဟောဒီနေ့ညမှာအာ ျွန်တော်နောက်ဆုံးပွဲပွဲစဉ်တစ်ပွဲဖြစ်တဲ့ Liverpool နဲ့ Manchester United ဒီပွဲစဉ်လေးမှာဆိုတော့ Liverpool ကနေပြီးတော့ Manchester United ကိုဒါဂျေးပွန်ဖွင့်ထားတာဖြစ်ပါတယ်เนาะဂျေးဖွင့်ထားတဲ့ကြာလက်ရှိဒါကျွန်တော်တို့ internet update ဂျင်းနဲ့ကြည့်မယ်ဆိုရင်ဒါ Liverpool နေနဲ့ Manchester United ကိုတလုံးတည့်ရဂိုးပေါင်းချင်းလေးမှာ၃လုံးကိုတဝက်စားအဲတလုံး sorry ၃လုံးတဝက်ရှုံးဒီဂျေးလေးဖွင့်လိုက်ထားတယ်เนาะလက်ရှိခြေတန်းရ Manchester United ကအားရစရာမရှိလို့ Liverpool ကလည်းနောက်ဆုံးကြံခဲ့တဲ့ သူ့ရဲ့တိုင်ပွဲဆုံး၃ပွဲလုံးမှာ၃ပွဲလုံးရှုံးရတယ်ချက်စီကိုရှုံးတယ်ကိုစင်ပဲလစ်ကိုရှုံးတယ်ဂရာစာရေးကိုဝမ်စီနဲ့ရှုံးနာခဲ့တယ်เนาะအာ၃ပွဲသက်တိုက်ရှုံးပြတာလေပါအောင်နေတဲ့ဒီနေ့ညမှာအိမ်ကွင်းမှာပောက်ပွဲမလားမန်ချက်စတာယူနိုက်တက်နေနဲ့ကတော့ဒါလက်ရှိရာသီခြေစမ်းရမတိမငြိမ်မှုတွေနဲ့တွေ့ရတယ်ဆန်နာလန်ကို2-0နဲ့နိုင်တယ်ဘရက်ဖို့3-1နဲ့ရှုံးတာတယ်ချက်စီကို2-1နဲ့နိုင်လာပြီးတော့မန်စီးတီးကို3-0နဲ့ရှုံးတယ်ဘန်လေးကို3-2နဲ့နိုင်လာခဲ့တယ်တပွဲရှုံးတပွဲနိုင်တပွဲရှုံးတပွဲနိုင်တဲ့ ဒီလိုရလက်မျိုးလေးတော့တွေ့တွေ့ရတယ်ဗျတော့ Manchester United အနေနဲ့လည်းဒါကစားတမအနေနဲ့ဒါပြောမဆိုရင်မိပြအနေနဲ့အံဝင်ခွေမကြသေးဘူးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်เนาะလက်ရှိဒါ Liverpool အနေနဲ့ကတော့လက်ရှိအဆင့်300မှာရပ်တည်နေတယ်အင်္ဂလန်ပြည်မားလေးပြိုင်ပွဲဆို9ပွဲကပ်ပြီးွားပြီး9ပွဲနိုင်တယ်2ပွဲရှုံးသားခဲ့တယ် Manchester United ကတော့ဒါ9ပွဲကပ်ပြီးွားပြီး3ပွဲနိုင်2ပွဲတည်3ပွဲရှုံးသားခဲ့တယ်ဒီလိုရလက်မျိုးလေးရှိတယ် ဒါပေမဲ့လီဗာပူးနေနဲ့ဒီနေ့အင်ကွင်းအားလည်းဖြစ်တယ်။နောက်ပြီးတော့လက်ရှိခြေတန်းရမန်ချစ်စတာယူနိုက်တက်လည်းတာလွန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ယနေ့ညဝမ်းတီချီကအဖြစ်တဲ့ခြေတကြီးလို့ကျွန်တော်မြင်မိတယ်เนาะဒါ150တောင်ဖွင့်တဲ့ခြေတကြီးလို့ကျွန်တော်သုံးသပ်မိတယ်ဒီနေ့1တေကြီးကတော့နည်းနည်းပြော့တရားအောင်ရှိတယ်လို့ကျွန်တော်ထင်မိတယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဘိုးကြီးလေးလက်ဆောင်ပြီးတော့ဂိုးပေါင်း9ကောက်လေးကိုရွေးချယ်ပေးခြင်းနဲ့အဲဂိုးပေါင်း9ကောက်လေးကိုရွေးချယ်ပေးရမယ်ဆိုရင်ဒီနေ့ညမှာเนาะလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက် ပွဲစဉ်မှာကျွန်တော်ဂူပေါင်းအပေါ်လေးကိုကြိုက်ပါတယ်သူနှစ်သိန်းရဲ့ဒါထိတိုက်တွဲဆိုမှုဆိုရင်လည်းဒါဂူပေါင်းရိုက်ကတော်တော်လေးကိုများလာခဲ့တယ်ဒါအောင်မဒီနေ့ည၃လုံးကိုတစ်ဝက်ရှုံးထပ်ပေးထားတဲ့ချီးကိုဒီနေ့ညဂူပေါ်မယ်လို့ကျွန်တော်ထင်မြင်မိပါတယ်သုံးသပ်မိပါတယ်အဲကြောင့်မို့လို့ဒီနေ့ညမှာလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်ကျွန်တော်ဂူပေါင်းအပေါ်ကိုကျွန်တော်ကြိုက်တက်ပါတယ်ဒီပွဲစဉ်နဲ့ကျွန်တော်ဒီနေ့ညစူပါဆန်ဒေးသတင်းညမှာရွေးချယ်ပေးခဲ့တဲ့၃ပွဲမှာကျွန်တော်၄ချောင်းပေးခဲ့တယ် နော်ဒီပါဦးနဲ့မန်ချက်စတာယူနိုက်တက်ဂိုးပေါ့ကျွန်တော်တို့စိတ်ပေါ်လီနဲ့ကျွန်တော်တို့ဒါပေါ်ပင်ရဲ့ပွဲစဉ်မှာတော့စိတ်ပေါ်လီပေါ်လီဂိုးပေါင်းပေါ့ကျွန်တော်ဘိုလောနာနဲ့ကက်ကရီယာပွဲစဉ်ဂိုးပေါင်းအောင်ယူချက်ပေးခဲ့တာဖြစ်ပါတယ်ညကလည်းကျွန်တော်တချောင်းကောင်းလေးညီကိုလို့ကိုဒီတယ်လီဂရမ်ထဲကအဲ YouTube ထဲကညီကိုလေးကိုကျွန်တော်တပွဲကောင်းယူချက်ပေးခဲ့တာအဆင်ပြေခဲ့ပါတယ်နော်ဒါကတော့ကျွန်တော်တို့ဒါ Newcastle နဲ့ကျွန်တော်တို့ Brighton ကဂိုးပေါင်းပုံပေးခဲ့တယ်ယနေ့ညမှာလည်းအဲ့လိုနီးတူထွက်ပေးမယ်ဒီနေ့ညမှာကျွန်တော်ကတော့ ာမန်ပွဲကကျွန်တော်ပြောခဲ့တဲ့ပြီးခဲ့တဲ့ပြောခဲ့တဲ့ပွဲစဉ်စိတ်ပေါ်လီနဲ့ဖော်ပြရဲ့ပွဲစဉ်ကျွန်တော်ကတော့စိတ်ပေါ်လီဘော်လီတကြောင်းကောင်းဒီနေ့ညကျွန်တော်တင်ဆော့မဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီ၃ပွဲတည်းမှာကျွန်တော်အဲတကြောင်းကောင်းစိတ်ပေါ်လီဘော်လီလေးကိုရွေးချယ်ပေးချင်ပါတယ်เนาะကျွန်တော်နဲ့ကြက်ချင်းတူရင် live ဆိုရပါတယ်ဒါ super sunday ညမှာတော့ကျွန်တော်၃ပွဲရွေးချယ်ပေးခဲ့တယ်၃ပွဲမှာအကြိုက်ချင်းတူတဲ့ညီကိုလေး live ဆိုရပါတယ်ကြက်ရကြက်နေတဲ့ကျွန်တော်ရွေးချယ်ပေးတဲ့အကြောင်းတွေကို ရွေးထုတ်ပြီးကစားလို့ရပါတယ်လို့เนาะအဲဒီနေ့ညမှာတော့ဒါကျွန်းလေးနေညမှာအတိုင်းရလက်တွေထွက်ပြီးတော့ဒါအနိုင်ငွေတွေမြန်မြန်ထုံးနိုင်ကြပါစေလို့ကျွန်တော်ကိုအားပေးတဲ့ဒါ subscriber တယောက်ချင်းစီကိုကျွန်တော်ဒါအဲဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်အားပေးတဲ့ subscriber တွေဒါတယောက်ချင်းစီတွေလည်းဒါဒီနေ့မှာနေ့အတိုင်းမှာ ျော်ရွှင်ပါစေဒီနေ့မှတာလှပတဲ့နေ့တစ်နေ့လေးပါဆိုင်ကြပါစေအနိုင်ငွေများထုတ်ပြီးတော့ပေါင်းနေလဲပေါက်ကြပါစေလို့ဒါစုပုံကောင်းတော့ရတယ်ကျွန်တော်ပြည်သူဆုံးသက်ပြရစေဒါဒီနေ့မှတော့ကျွန်တော်ဒေကန် channel မှာမောင်းကလေးနဲ့ဘော်ရီဝဲကောက်လေးတွေဆက်တင်ပေးဦးမှာဖြစ်လို့ဒီ YouTube channel ကိုမအောင်ပါဒေကန် channel လေးခြားပြထားပါတယ်လာအောင် join ထားလို့ရပါတယ်အဲကျွန်တော်ရှိမှာ online ကောက်လေးတွေပွင့်ပြီးတော့ live စားကျင်တဲ့ဆိုလဲဆက်တော့မေးမြန်းလို့ရပါတယ်လို့เนาะဒေကန်မှာလာဆက်တော့မေးမြန်းလို့ရပါတယ်ဘိုင်ဘာ channel ဒေကန် channel လေးဒါ ဒီ YouTube ရဲ့ comment အောက်မှာခြာပေးထားပါတယ်အားလုံးကိုကျွန်တော်ဒီ video file link နဲ့အတူတူဒါအခုဒီနေ့ညပွဲစဉ်အပေါင်းကြားပေးထားပါတယ်လို့စုမုံအောင်တိုင်းနဲ့ video file link ကိုသုံးသပ်ပြသည်အားလုံးပဲ good luck ပါခင်ဗျာ